ဒီဗီဒီယိုလေးအားမရေကြီးလေးတွေအားလုံးတက်ကျွန်တော်ရည်ရွယ်ပြီးတော့ရိုက်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့မရင်ငယ်တွေကြည့်နေမယ်ဆိုရင်ဒီဗီဒီယိုကြော်သွားပါအဲ့ဒါပါလဲဆိုတော့ဒါကဒီမရင်ငယ်တွေကိုကျွန်တော်တို့ရွေးချယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးမှာဗာလေးပြောပြပေးစင်တာလေဆိုတော့ကိုယ့်လက်ထဲကနေလူယူသွားတဲ့အခါမှာကိုကတော့ရှုံးသွားပြီငါရဲနာကျင်ရတယ်သူတို့ကတော့ပျော်နေရပြီသူတို့ကလက်ပြလုံလုံနဲ့ပျော်ဇက် ARTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ောင်ရေးအတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ဒီဗီဒီယိုလေးအားမရကြီးလေးတွေအားလုံးတက်ကျွန်တော်ရည်ရွယ်ပြီးတော့ရိုက်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့မရင်ငယ်တွေကြည့်နေမှာဆိုရင်ဒီဗီဒီယိုကြော်သွားပါအဲ့ဒါပါလဲဆိုတော့ဒါကဒီမရင်ငယ်တွေကိုကျွန်တော်တို့ရွေးချယ်ခံလိုက်ရတယ်ကိုယ့်အိမ်အောင်ဘက်ကမရင်ငယ်တွေရွေးသွားတဲ့အခါမှာမရကြီးတယောက်ရဲ့ရင်ထဲမှာဘယ်လောက်ထိပူလောင်လဲဘယ်လောက်ထိနာကျင်လဲဘယ်လောက်ထိပင်ပန်းလဲဆိုတော့ကျွန်တော်အနေနဲ့နားလေတယ် အဲကျွန်တော်ဒီဗီဒီယိုလေးမှာဗာလေးပြောပြပေးနေတာလေဆိုတော့ကိုယ့်လက်ထဲကနေလူယူသွားတဲ့အခါမှာကိုကတော့ရှုံသွားပြီငါအရင်နာကျင်ရတယ်သူတို့ကတော့ပျော်နေရပြီသူတို့ကလက်ပြလုံလုံနဲ့ပျော်နေရပြီဆိုပြီးတော့ကျွန်တော်အနေနဲ့မတွေးစီခြင်းဘူးတကယ်ဘာကြောင့်လဲဆိုတော့သူတို့ကလက်ပြလုံလုံနဲ့ပျော်ရမှာမဟုတ်ဘူးအဲ့တော့ကိုကမရွေးချယ်ပဲနဲ့မှာမင်းငယ်ကိုရွေးချယ်သွားတဲ့အချိန်ညုံမှာဆိုရင်ကျွန်တော်အနေနဲ့ဗာလေးတွေးစီခြင်းလေဆိုတော့ငါတို့ကဒီအချိန်ခဏတာလေးတူတူလက်တွဲခဲ့တဲ့အချိန်လေးချစ်ခဲ့ကြတဲ့တန်ရုံးစင်လေး အိမ်အောင်ပြုတ်ခဲ့ကြတယ်ချစ်ချင်းတရားတွေပေါ့မူတည်ပြီးတော့မှငါတို့ခဏတာဆိုငါတို့ခံစားရလိမ့်မယ်ဒါပေမဲ့အဲ့ခံစားမှုကငါတို့အတွက်အဲ့ဒါလေးကိုကြော်ဖြစ်ရမှာတလနှစ်လသုံးလဆိုတဲ့အတိုင်းဒါလေးကိုရောက်သွားပြီဆိုရင်လူတရားကအသားကျသွားတာပဲအဲ့ရာကိုကျွန်တော်တို့အဲ့ဒါလေးကိုကြော်ဖြစ်လိုက်ပြီးတော့ကျွန်တော်တို့ကသုံးလဆိုတဲ့အတိုင်းဒါလေးကိုကျွန်တော်တို့ခံစားရမှာတကယ်ကြီးအဲ့ဒီမြင်ငယ်ကိုရွေးချယ်သွားတယ်ဆိုရင်အဲ့မြင်ငယ်ကလည်းအဲ့ယောက်ျားတယောက်ကိုရွေးချယ်လိုက်တယ်ဆိုလို့ရှိရင်တသက်လုံးသူတို့ဘဝမှာသူတို့အဲ့လိုရွေးချယ်နေသေးသူတို့ကခံစားရမှာ ။ဘာကြောင့်လဲဆိုတော့မရေကြီးရှိမြန်ပြန်သွားမမလားမရေကြီးုံမြန်တိတ်တခိုးလေးစိတ်ကရောက်နေမလားငါ့ကိုစကားပြောနေချင်မှသူ့မရေကြီးလို့မြန်ခံစားနေမလားသူ့မရေကြီးုံမြန်သွားပြီးတော့ခိုးကြည့်နေမလားဒါမှမဟုတ်သူ့မရေကြီးုံမြန်သွားပြီးဆက်သွယ်နေမလားပိုဆိုးတာမရေကြီးတွေကအဲ့မရေငယ်ထက်တာနေပိုတော်ဆိုးသေးတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဗာလေးအကြံပေးခြင်းလဲဆိုတော့ကို့အတွက်အဲ့လူကဖောက်ပြန်သွားပြီးအဲ့လိုမျိုးလဲဒီလိုမျိုးမရေငယ်ကိုရွေးချယ်သွားပြီးကို့မှာလဲလုံလောက်တဲ့နာကျင်မှုတွေရှိပြီဆိုရင် ကျွန်တော်တို့အဲ့ဒီမရင်ငယ်တွေထက်ကျွန်တော်တို့တာလုံအောင်ကြိုးစားဖို့လိုတယ်အဓိကတော့သူတို့ကို focus ထားပြီးကျွန်တော်တို့တာလုံအောင်ကြိုးစားမှာမဟုတ်ဘူးကိုဘဝအတွက်ကျွန်တော်တို့ကိုကြိုးစားမယ်အဲ့ချိန်ချင်းကျွန်တော်တို့ကအမြင့်ရောက်လေကျွန်တော်တို့အနိုင်ယူစရာမလိုဘဲနဲ့ကိုနိုင်နေတယ်အဲ့တော့ကျွန်တော်အနေနဲ့ဗာလေးအကြံပေးချင်လဲဆိုတော့ မရင်ငယ်တွေကိုကျွန်တော်လိုက်ကြည့်ပြီးသူတို့ပျော်ရွှင်နေလားသူတို့ကတော့ဘယ်လိုခံစားနေရလဲမသိဘူးသူတို့ညောင်ကတော့ပျော်ရွှင်လို့ဆိုပြီးတော့ကျွန်တော်ကပင်ပန်းနေမယ်အစားကိုယ့်ဘဝကိုကိုယ်စိတ်ဝင်စားမယ်ကျွန်တော်ကတော့ပို့ပြီးတိုးတက်အောင်လုပ်လေကျွန်တော်ဘဝမှာလှမ်းလှပပကိုယ့်ပုံမှာမကောင်းမွန်တဲ့သူတွေကိုအနိုင်ယူနေပဲသူတို့လည်းကျွန်တော်တို့ attention ဘာမှသွားလို့ဆရာမလို့ဘူးကျွန်တော်တို့ဘဝကိုကိုယ့်ဘဝကိုတိုးတက်အောင်လုပ်ကိုယ့်ဘဝကိုပဲပျော်ရွှင်အောင်လုပ်ကိုယ့်ဘဝကိုပဲတိုးတက်အောင်လုပ် အဲ့ဒီຢာတွေပုံမှာမူတည်ပြီးတော့မှတကယ်တမ်းပူလောင်နေရမှာတကယ်တမ်းသူတို့နာကျင်နေရမှာကျွန်တော်တို့ကအဲ့သုံးလဆိုတဲ့အတိုင်းဒါလေးပဲတကယ်တမ်းနာကျင်နေရမှာသူတို့ကအဲ့လိုရွေးချယ်ဓာတ်တွေသူတို့ရဲ့စိတ်နှလုံးသားထဲမှာလူတွေကိုချပြလို့မရဘဲနဲ့လူတွေကိုပြောပြလို့မရဘဲနဲ့မှာသူတို့ကပူပြီးတော့မှပင်မန်းရတယ်ပူပြီးတော့မှကြော်ဖြတ်ရတာခက်တယ်အဲ့တော့ကျွန်တော်မိရဲ့ကြီးလေးတွေကိုဗာလေးပြောကျင်လဲဆိုတော့ကိုယ့်လက်ထဲရတဲ့လူယူသွားတယ် ီလိုမျိုးအငငယ်နှောင်းတွေကိုကျွန်တော်တို့ကသူတို့တော့ပျော်ရွှင်နေရတယ်သူတို့တော့တကယ်ကိုငါလက်ထက်ကလူယူသွားပြီးတော့မှစိတ်အေးချမ်းနေရသူတို့ဘဝတော့တာယာနေရဆိုပြီးတော့ကျွန်တော်တို့မတွေးစီချင်ဘူးတကယ်တော့သူတို့အတွေ့အထဲမှာသူတို့အမြင်ထဲမှာကျွန်တော်တို့မမြင်နိုင်တဲ့ရှုထောင့်မျိုးစုံနဲ့ပြင်ပန်းမှုတွေနာကျင်မှုတွေ လူတွေကိုကျွန်တော်တို့လူတော်ချပြလို့မရတဲ့တင်ငယ်မှုတွေအပြည့်ငယ်ဘဝကြီးကိုတို့ကရှင်သန်ရတယ်။အဲ့ဒါကိုကျွန်တော်တို့ကအဲ့လိုလူတွေနဲ့ကြုံတွေ့ကြရလို့ပါဆိုရင်နောက်ထပ်ပါတနာနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့စီးပွားရေးမှာဖြစ်ဖြစ်ဘလို့အချင်းနေမျိုးမှာဆိုကျွန်တော်ကအဲ့ trauma တွေနဲ့ကျွန်တော်တို့ဘဝကိုရှင်သန်စရာမလိုဘူး။အဲ့ဒီအတိတ်ဆိုတာပြီးခဲ့ပြီးပြီကျွန်တော်အဲ့တိတ်တူအဲ့နေရာမှာထားခဲ့လိုက်ကျွန်တော်တို့ဘဝမှာအတိတ်ကပြန်ဆပြီးတော့မှကိုဘဝနဲ့ကိုနဲ့ထိုက်တန်တဲ့အရာတွေကိုပေးဆက်ခဲ့တဲ့အရာတွေနဲ့ထိုက်တန်တဲ့အရာတွေက ျွန်တော်တို့ဘဝတော့ပြန်ဝင်လာမယ်ဆိုပြီးတော့မှယုံကြည်သားမယ်ဆိုလို့ရှိရင်တကယ်ကြီးလည်းအဲ့လိုမျိုးအခြေအနေမျိုးပဲကျွန်တော်တို့ဘဝတော့ဝင်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့တွေးရတဲ့အတိုင်းကျွန်တော်တို့ခံစားခဲ့တဲ့အတိုင်းကျွန်တော်တို့ပုံဖော်ခဲ့တဲ့အတိုင်းကျွန်တော်တို့ဘဝပါဖြစ်လာမှာအဲ့ဒီကြောင့်ကျွန်တော်တို့ကကောင်းမွန်တဲ့အတွေ့အကြုံတွေးဖို့လိုတယ်ကျွန်တော်တို့ကောင်းမွန်တဲ့ပုံတွေဖော်ခဲ့ဖို့လိုတယ်ကောင်းမွန်တဲ့လုပ်ရည်တွေကောင်းမွန်တဲ့အရာတွေကိုကျွန်တော်တို့အစားထိုးပြီးတော့မှ ကိုယ့်ဘဝကိုပျော်ပျော်ကြီးရှင်သန်စေခြင်းလေဒါကတော့ကျွန်တော်မြေကြီးလေးတွေအားလုံးအတွက်ခွန်အားဖြစ်စေမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောပြစေခြင်းနဲ့အကြောင်းအရာလေးရှင်လေဒီဗီလေးအောက်မှာ comment ပေးခဲ့လို့ရပါတယ်နင်းလက်တို့နောက်ထပ်ဗီဒီယိုအများဆုံးမှာပြန်တွေ့ပါမယ် See you ပါဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုယ့်အမြင်ကိုယ်ခံစားချက် ကိုယ့်အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။